ပမာတိကြောင့်ရနိုင်တဲ့အကျိုး၅ခုရှိနံပါတ်1အကျိုးကဒိဋ္ဌဓမ္မအတုကဝိခါရမြတ်မဘုရားမှာချမ်းသာစွာနေထိုင်ရခြင်းအကျိုးရှိအဲ့ဒီအကျိုးကိုမျောလင့်ပြီးတော့သမာဓိခြောင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ဘယ်လိုပုဂ္ဂိုလ်တွေလဲယဟနာအရှင်မြတ်တွေသုဒ္ဓဝိပဿနာယာနိကဖြစ်တဲ့ယဟနာအရှင်မြတ်တွေပေါ့နော် ဇန်တမာတိကိုအခြေမခံတော့ဘဲနဲ့ဓကမထလန်းကိုပြည်တယ်ပြီးတော့ပြီးတော့ဝိပဿနာကုသွားတဲ့အတွက်အရတ္တဖို့ရောက်ရှိသွားကြတယ်။ယန္တာဖြစ်ပြီးတဲ့အချိန်ခါကျတော့မှဒီဇန်ဒီကိုပြန်ပြီးတော့အထုတ်ကြတယ်။သို့မဟုတ်ရရှိပြီးတဲ့ပုဂ္ဂိုလ်တွေကလည်းဒီဇန်ဒီကိုပြန်ပြီးတော့ဝင်စားကြတယ်။ဘာကြီးရွက်ချက်ရှိလဲလို့ပြီးတော့တို့မှအရတ္တဖို့ရဖို့ရအတွက်နောက်ထပ်ကြိုးပမ်းဖို့ရလမ်းစဉ်မရှိတော့ဘူး။ဒီဝေချက်ကဒီဇန်ချမ်းသာလေးဖြစ်မျက်မှောက်ဘဝမှာချမ်းချမ်းသာသာနေထိုင်ရန်ဆိုတဲ့ဒီဥဒိကျက်တစ်ခုပဲရှိတယ် အဲ့ဒီဥဒိညက်နဲ့လည်းဒီဇံကိုပွားများအထုတ်တဲ့ပုဂ္ဂိုလ်တွေရှိတယ်။တမာတိထူထောင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်။ဒါကအကျိုးတစ်ခု။နောက်အကျိုးတစ်ခုကတော့အဘိညာဏိတန္တ။အဘိညာဉ်ကိုလိုလားတောင့်တနေတဲ့သူတော်ကောင်းတွေရှိကြတယ်။ဒီပါဇက်ကိုအဘိပုဗ္ဗေနိဝါဒအတုတ္တိအဘိညာဉ်ရှိဘွားကနေခဲ့တဲ့ခန္ဓာရင်းကိုညာနဲ့အစင်းလျောက်ပြီးအောင်းမိခြင်းနဲ့ဒီပါဇက်ကိုအဘိညာဉ်နဲ့မျက်စိလိုအဝိညာဉ်ရှိသည်များအလုံးစုံအကုန်လုံးလှမ်းကြည့်မြင်နေတယ်။ တတ်တယ်ဖြင့်ဒီအဘိညာဉ်အမျိုးမျိုးကိုလိုလားတောင့်တနေတဲ့သူတော်ကောင်းတွေကလည်းအဘိညာဉ်အလိုရှိတဲ့အချိန်ခါမှာဒီတမာရီကိုထူထောင်ရပါတယ်။ကတိုင်း၁၀ပါးရှိတယ်။ကတိုင်းတစ်ပါးတစ်ပါးမှာတမာပ၁၀ပါးကတိုင်း၁၀ပါးကိုတမာပ၁၀ပါးပေါက်အောင်လေ့ကျင့်။လေ့ကျင့်ပြီးတဲ့အချိန်ခါမှာပထဝီကတိုင်းကနေဩဒါဒကတိုင်းအဋ္ဌိကတိုင်း၁၀ပါးကို၁၄မျိုးသောအချိန်အဖြစ်ကြည့်ချရပါတယ်။အဲ့ဒီအခါကျမှသူအဘိညာဉ်လန်းကူးလို့ရတယ်။ အဲ့ဒီလိုအဘိညာဉ်ကိုကြည်ဝယ်ပြီးတော့သမာဓိထောင်နေရင်ဒီသမာဓိသည်အဘိညာဉ်အကျုပ်အာနိတ္တရှိတယ်လို့ဆိုရတယ်။နောက်အကျုပ်အာနိတ္တတစ်ခုဘဝဝိတေတာဝဟအနိတ္တမြမမိဆိုတဲ့ဘဝအထုကိုဒီသမာဓိဇန်သမာဓိတွေကရွတ်ဆောင်ပေးနိုင်တဲ့ဆွမ်းအားရှိတယ်။မြမမိမြမချမ်းသာကိုလိုလားတောင့်တနေတဲ့တော်ကောင်းတွေကလည်းမြမမိကိုအလိုရှိတဲ့စိတ်ထားဖြင့်ဒီဇန်တွေကိုရောက်အောင်ကြိုးစားအထောက်ကြတယ် ဒီသည့်တိုင်အောင်ဇန်ဒီကမလျော့ကြခဲ့ဘူးဆိုရင်ဒီဇန်ဒီကလည်းသူတို့မျှော်လင့်တောင့်တနေတဲ့မြမချမ်းသာကိုရောက်အောင်ရွတ်ဆောင်ပေးနိုင်တဲ့ဆွမ်းအားရှိတယ်။ခုစိတ်ဓာတ်သူကြဲတဲ့အခါကြီးတို့လို့ပေါ့နော်။မြမပြီးရောက်သွားကြတယ်။ဒါကဘဝအထုကိုရွတ်ဆောင်ပေးနိုင်တဲ့ဆွမ်းအားပဲ။နောက်အာနိသန္တတစ်ခုကတော့និရောဓာနိသန္တ။និရောဓာသမဘတ်ကိုဝင်စားနိုင်တဲ့အကျိုးအာနိသန္တရှိတယ်။ နိရောဓသမဘာအကြောင်းကိုတော့နောက်ထပ်ဒီမှာသုတ်တံတက်ကိုသီတံရှိတယ်တော့အဲ့ဒီဘက်ကျမှဥစဉ်ထက်ချက်ပြီးပြောပါမယ်နော်။ပေါင်းလိုက်တော့အကျုပ်အာနိတံဘယ်နှခုရှိလဲ၄ခု။နောက်ထပ်တစ်ခုကတော့ဝိပဿနာနိတံသာဝိပဿနာရဲ့အကျုပ်အာနိတံရှိတယ်။ဝိပဿနာဉာဏ်ဉာဏ်ရရှိဖို့ရအတွက်အကျုပ်အာနိတံရှိတယ်။ဘာဖြစ်လို့လဲ။ဘုရားဟောနေတဲ့ယုတ်ဘုရားဟောနေတဲ့နံ။ ဘုရားဟောနေတဲ့ကံကံရဲ့အကျိုးကိုသိမှုဆိုတဲ့ပြည့်စုံပရိက္ခညာတနည်းအားဖြင့်ပြောရင်တော့ကျောင်းကျောဆက်ပရိစ္ဆာသမုပ္ပါသဘောတရားမမာတိရှိမှသိနိုင်တယ်မမာတိမရှိရင်ဒီရောက်မသိနိုင်ဘူးဒီနာမသိနိုင်ဘူးဒီအကြောင်းတရားဒီအကျိုးတရားဘယ်လိုမှမသိနိုင်ဘူးမသိနိုင်တဲ့အတွက်ဘုရားရှင်ကိုရောတိုင်းကသမာဓိဘိကဝေဘာဝေဒသမာဟိတောဘိခွေဘိကုယထာဘုဒ္ဓံပဇာနာတိ ဘိခဝေခြေတယံတောသမာဓိသမာဓိကိုပါဝိထပေါ်မြကြပါကုန်လောသမာသမာဓိဘိခဝေပါဝိထသမာဟိတောသမာဓိရှိတဲ့ပုဂ္ဂိုလ်သည်ဘိခဝေခြေတယံတောသမာဟိတောသမာဓိရှိတဲ့ပုဂ္ဂိုလ်သည်ယထာဘုဒ္ဓမဖောက်မပြဟောတိုင်းမှန်စွာပါသနာတိပုဂ္ဂိုလ်ပြပြတိဤခြေတယံတောသမာဓိထူထောင်ကြမမာတိရှိတဲ့ပုဂ္ဂိုလ်တွေမဖောက်မပြဟုတ်တိုင်းမှန်စွာကွက်ကွက်ပြပြသိမယ်။ဘာတွေကိုသိမလဲ။ ဣဒံဒုက္ခဏိယတဗုဒ္ဓံပါဇာနာတိယံဒုက္ခသမုဒယောတိယထဗုဒ္ဓံပါဇာနာတိအယံဒုက္ခနိရောဓောတိယထဗုဒ္ဓံပါဇာနာတိယံဒုက္ခနိရောဓဂ ामि နိပတိပတာတိယထဗုဒ္ဓံပါဇာနာတိဤကဒုက္ခသစ္စာလို့ဟုတ်တိုင်းမှစွာသိမယ်ဤကသမုဒယသစ္စာလို့ဟုတ်တိုင်းမှစွာသိမယ်ဤကနိရောဓသစ္စာလို့ဟုတ်တိုင်းမှစွာသိမယ်ဤကမကသစ္စာလို့ဟုတ်တိုင်းမှန်စွာသိမယ်အဲ့ဒီလိုဟုတ်တိုင်းမှန်စွာသိရဲ့အဲ့အတွက်တင်ချင်းသားတို့တင်ချင်းသမီးတို့တမားတိထရောမှာဒီလိုဖျားတိုက်တွန်းထားတယ် ဒီတော့မမထဟူသမျှဒီမြမပြေကို ရောက်စေနိုင်တဲ့စွမ်းအားလေးတစ်ခုတည်းပဲရှိတာဟုတ်သလားမဟုတ်ပါဘူးနော်မြတ်စွာဘုရားဒီမဂ်ကင်ရှင်ပါတဲ့မှာတမ္မာတမာတိဆိုတဲ့မဂ်ကင်တစ်ခုထည့်ဟောထားပြခဲ့တမ္မာတမာတိဆိုတဲ့မဂ်ကင်တစ်ခုကိုထည့်ပြီးတော့ဟောထားပါတယ်ဟောထားတဲ့အထက်မှာလဲဒီတမ္မာတမာတိဆိုတာကဘာကိုတမ္မာတမာတိခေါ်ဆိုစေဆိုတာကိုဘုရားရှင်ကိုရိုရင်ကမဟာသီဗရဏသုတ်တန်ကျင့်စဉ်ထဲမှာအတိအကျထည့်သွင်းပြီးတော့ရှင်းထားတယ် ကတမောဇဖိခွေတမ္မတမာတိဇတိဖြင့်မဟာသီဗရဏသုတ်တံမေဃသစ္စာနိဒေသအဘိမှာဘုရားရှင်ကိုရောရင်းကအရှင်းထားပထမဇန်တမာတိဒုတိယဇန်တမာတိတတိယဇန်တမာတိသုတ္တဇန်တမာတိဒေဂုံငါဖျားတမ္မတမာတိလို့ခေါ်ဆိုတယ်ဆိုပြီးအတိအကျအရှင်းထားရှင်းထားလိုက်တဲ့အခါကျတော့ဒီတမာတိထူထောင်မှဒါလင်မက္ကင်က၈ပါးပြည့်မယ်တမာတိမထူထောင်လို့ရှိရင်မက္ကင်၈ပါးပြည့်မလားမပြည့်တော့ဘူးမက္ကင်၈ပါးမပြည့်ဘူးဆိုလို့ရှိရင်မက္ကင်ဘယ်နှပါးရှိမလဲ မဲခင်ခုနှစ်ပါးပဲရှိမယ်မဲခင်ခုနှစ်ပါးနဲ့ဒီနိဗ္ဗာန်ကသွားလို့ရမလားသွားရရင်ဆိုရင်တော့တခါကြီးတွေတခါကြီးတွေသွားကြည့်ပေါ့ဟုတ်တယ်မလားမရောက်ဘူးဆိုလို့ရှိရင်တော့တစ်ခေါက်လောက်ပြန်လာဖို့မကောင်းဘူးလားကောင်းပါရဲ့နော်